ငါအားလုံးပဲမင်္ဂလာပါကျော်နေနဲ့ Tesla Store Share နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘလို့ action ယူခဲ့လဲဆိုတာကိုကျွန်တော်ဒီနေ့အနိုင်ငယ်ပြန်မြဝေပြီးတော့မှဖြစ်ပါတယ် Tesla Store ကလည်းကျွန်တော်တို့လည်းတရင်ကြတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီတရင်နေကြပြီးတော့ကျွန်တော်ကဝယ်ခဲ့တာမဟုတ်ဘူးအကျော်တရင်ကိုလည်းဟိုနားတော်ပြီးတော့လည်းဒီ action ယူခဲ့တာမဟုတ်ဘူးဒါပေမဲ့အဲ့ဝဟိုဟိုတရင်တွေကပေါ့နော်အဲ့လိုမျိုးအီလုံမားပဲသူရဲ့ဟို Tesla Store Share ကိုအာဘလော့ဘလော့ဘလော့ပို့ပြန်ဝယ်ထားလဲဘာညာအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့အဲ့လိုမျိုး noise တွေ ်။အာလူတွေကကြားပါတဲ့အချိန်မှာလည်းအဲ့လိုမျိုးအာ Tesla store ကပြန်တဲမယ်ဆိုပြီးတော့လည်းအဲ့လိုပြေးဝယ်လိုက်တဲ့လူတွေရှိတယ်။ Tesla store ကဘာညာဘလို့နေထားမှရှိနေလဲမသိဘူးနဲ့ဒီတိုင်းတဲမယ်ဆိုပြီးတော့ဝင်ဝယ်တဲ့လူတွေလည်းရှိလဲရှိနိုင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကအဲ့လို noise တွေလောကမနာတော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်ကဘလို့ action ယူခဲ့လဲဆိုရင်ကျွန်တော်ကဒီ channel channel live နဲ့ကျွန်တော်ကြည့်ပြီးတော့ကျွန်တော် action ယူခဲ့တယ်။ဒါပေမဲ့ကျွန်တော်က trading အတွက်မဟုတ်ဘူးကျွန်တော်ကဒီ store ကိုပေါ့နော်။ကျွန်တော် investment အတွက်ပဲကျွန်တော်လုပ်ခဲ့တယ်အဲ့တော့ကျွန်တော် blue action ယူခဲ့လဲဆိုရင်ကျွန်တော်ချက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ ဒါကျွန်တော်ထုတ်ဆောင်လုပ်နေကြပါတော့ဒါကျွန်တော် spoiler resistor ရင်ဆွဲတယ်အဲဒါလာတီဝဲထားလိုက်မယ်အဲဒါဒလာတီထားမယ်ဆိုကျွန်တော် spoiler resistor ဒီလိုအနေထားမှာရှိမှာပေါ့နော်အာဒီ k okay ကျွန်တော်အဲ့လိုလေးပဲခြားလိုက်မယ်ဘောနော်ဒါအချက်မြင့်ကျွန်တော်ဆွဲလိုက်တယ်ဘောနော်အဲ့ကျွန်တော် blue action ယူခဲ့လာဆိုရင်ကျွန်တော်ဆွရှင်းလေးပဲဗျာဒီမှာသူက parent group ဖွဲ့တယ်ဘောနော်အဲ့သူ parent group ဖွဲ့နေတဲ့အချိန်မှာအဲ့ကျွန်တော် blue action ယူခဲ့လိုက်ဆိုရင်ဒီမှာကျွန်တော်ရိုးစင်းဆိုတော့ကျွန်တော်ပြပြသွားမယ်အဲ့ဒီမှာဘောနော်အဲ့ဒီ parent ဖွဲ့ပြီးတဲ့အချိန်မှာသူက blue ပြန်ပြည့်သွားလဲဆိုရင်ဒီမှာသူ break up ပြည့်တယ် break up ပြည့်ပြီးတော့သူဒီမှာ retest ပြန်လာထိတယ် ဲ့တော့ retest နေရာကိုကျွန်တော်စောင့်ပြီးတော့ဝယ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရချခဲ့ရကြတော့အကျွန်တော်စိတ်ရင်ဒီအာ400ကျော်တော့400ကျော်ပဲဒါကတော့ကျွန်တော် check time ပြပေးမယ်ကျွန်တော်ချခဲ့ရလဲဘယ်လိုယူခဲ့လဲဆိုရင်ဒီရဲ့တစားပေါ့နော်အဲ့တော့ဒီရဲ့တစားဆိုရင်တော့ဒါကျွန်တော် trading အတွက်ဆိုရင်မဲ့အဲ့မဟုတ် investing အတွက်ဆိုရင်မဲ့ blocky ယူရမလဲ blocky ထွက်ရမလဲဆိုတာလဲကျွန်တော်ဒါကျွန်တော်ရဲ့ channel နဲ့ကျွန်တော်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော် target ကိုဒီထိယူခဲ့တယ် လာတီရှင်မလဲဆိုရင်118အဲလာမနော်အာကျွန်တော်အာဒီယူရတဲ့အကြောင်းအရာကျတော့ဒီမှာသူ pattern ဖွဲ့တယ် pattern ဖွဲ့ပြီးတော့သူ break up break up ဖြည့်သွားတယ် break up ဖြည့်တော့ retest ပြန်လာတဲ့ retest ပြန်လာတော့ကျွန်တော်ဒီမှာ action ယူခဲ့တယ်မနော်ဒီမှာ action ယူရတဲ့အချိန်မှာ သူဒီတိအဲ့ပေါ်ဒီ target ကိုကျွန်တော်ထားထားတဲ့ target ကိုသူကထိသွားတယ်ပေါ့နော်ဒါ trading အတွက်မဟုတ်ဒါပေမဲ့ကျွန်တော်ဒီနေရာရောက်ရင်ကျွန်တော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဘာလဲ အာအလလောလောက်ထားရပေါ့နော်အဲ့ဒီကျွန်တော်တို့ reminder အနေနဲ့ကျွန်တော်ဒီနေရာရောက်ရင်ကျွန်တော်ရောင်းမယ်အဲ့တော့လူတွေကအာ Tesla stock ကိုဘာကြောင့်ဝယ်ဟိုဟိုဘာကြောင့်ဝယ်ရလဲသူတို့သူတို့မသိဘူးအာ damage ဆိုပြီးတော့ပဲသူတို့ဟိုဝယ်ကြတယ်အဲ့လိုမျိုးအာသူတို့ noise တွေအဲ့လိုမျိုးတရေတွေနားထောင်ပြီးတော့ပြေးဝဲတာတွေရလဲအာအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့အဲ့ဒီလူတွေအကြောင်းလဲပဲကျွန်တော်တို့အတွက်လည်းဟိုကောင်းတယ်လို့ပဲပြောရမယ်။ Okay တရင်းနေကြာပြီဆိုရင်တို့ကဒီဒီ market တွေဝင်လာတယ်။ မကရဝင်လာတော့တို့ပြေးဝယ်တယ်။အပြေးဝယ်တော့တို့ဟိုအဲ့ဒီဟိုဝင်ငွေတိတိဝင်လာတော့ဒါ Tesla store ကလည်းဟိုအပို့ပြီးတော့နည်းနည်း push ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ကအဲ့လိုမျိုး noise တွေနားထောင်ပြီးတော့မဝယ်ခဲ့ဘူး။အဲ့ဒါကျွန်တော်ကဒီ technical analysis ကိုဒီမှာရိုးရိုးရှင်းရှင်းလေးပဲဗျာ။ဘာဖြစ်လို့ဆိုတော့ကျွန်တော်က noise တွေနားမထောင်ဘူး။ကျွန်တော် Tesla store ပြန်ကြည့်ရမယ်ဆိုရင်အတူဒီမှာဒီကနေပြီးတော့ကျွန်တော်တို့ကအော် ဒီ team မှာကျွန်တော် data retrieval လို့ပဲကျွန်တော်ပြောလို့ရတယ်ဒါဒီမှာ deep crossing လို့ပဲကျွန်တော် ပြောလို့ရပြောလို့ရတယ်ပေါ့နော် deep crossing ပြန်ပြတော့သူဒီမှာသူပြန် bounce ပဲပေါ့နော်ပြန်တက်လာပြီးတော့သူဒီမှာ channel ဖွဲ့ထားတယ် channel ဖွဲ့ပြီးတော့ဒီမှာ one ဒီမှာ breaker retest breaker retest ပြီးတော့သူဒီမှာ target ပြန်ထိတာပေါ့နော်ဒါ investor investment အနေနဲ့ဆိုရင်တော့ပေါ့နော်ကျွန်တော်ဒီထိဒီထိပြန်စောင့်ရင်လည်းဒါဒါစောင့်မလို့ဒါကျွန်တော်ဒီကျွန်တော်ရ target အတိုင်းပဲကျွန်တော်ယူလိုက်တယ်အဲတကယ်လို့ပြန်တက်လိုက်ပြန်တက်သွားရင်လည်းမတက်ဘူးဆိုရင်လည်းပြန်ကျသွားပြန်ကျသွားနိုင်တယ်တကယ်လို့အာတကယ်လို့ तू အဆက်တက်ဖို့အခြေအနေရှိသေးတယ်ဆိုရင်လည်း तू ဒီထိအဲ့လိုမျိုးအဲ့အဲ့လိုမျိုးပေါ့နော် तू ဒီ resistance zone ကိုပြန်လာပြီးတော့အာ तू ခဏနော် ဒီလိုမျိုးပြူသူပြန် retrace ပြန်ယူလဲပြန်ယူသွားနိုင်တယ်ဗောနော်အဲ့လိုနေထားမှာလဲကျွန်တော်ဟိုဆောင်းလို့ရတယ်ဒါဖြစ်မလားမဖြစ်လို့လားဖြစ်လို့လားဆိုတာလဲဘယ်သူမှမသိဘူးဗောနော်ဒါကျွန်တော် analyze ရရဆိုရင်တော့အဲ့လိုမျိုးပြန်ဖြစ်သွားနိုင်တယ်ဒါကျွန်တော်ရဲ့ခြာခဲ့တာဒါဒါ normal ကဲဘယ်လိုပြန်ဖြစ်သွားမလဲဆိုတာကျွန်တော်စိတ်ဝင်စားဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်လို့ UI မဲ့ target ကိုကျွန်တော်ယူပြီးသွားပြီအဲ့တော့ market ကို action အသေးထားယူဖို့ဆိုရင်တော့ကျွန်တော်ဟို patiently waiting လုပ်ဖို့လိုတယ်အဲ့တော့ market blue အချိန်နေမှာကျွန်တော်တို့ opportunity ပြန်ပေးမလဲ အဲ့တော့ဘယ်ချိန်မှာပြန်ပြီးတော့ဝယ်တင်လဲဆိုတာကျွန်တော်စောင့်မယ်အဆောင်ပြီးတော့မှပဲကျွန်တော်ဟို action ပြန်ပြီးတော့ဝယ်ရမလားရောင်းရမလားဆိုတာကျွန်တော်ပြန်ပြီးတော့အာအတေတကောက်ပေါ့နော်ကျွန်တော်ပြန်ဆိုပြလို့ရတယ်အဲ့တော့ဒါ journey နဲ့အာဘာကြောင့်ကျွန်တော် noise တွေနားမထောင်မနဲ့ဟိုနားမထောင်မဲကျွန်တော် action ယူခဲ့တာဆိုရင်တော့အာဒါကျွန်တော်လာပြသွားတယ်အဲ့တော့ကျွန်တော် noise တွေနားမထောင်ဘူးတကယ်လို့ noise တွေနားထောင်လို့ဆိုတော့ဟို Tesla stock ကိုပြန်ဝယ်ပြီးအာ Elon Musk ပြန်ဝယ်ပြီးဘာညာအဲ့လိုမျိုးသတင်းတွေပြန်ကြားရတဲ့အချိန်မှာ market ကရွှေ့သွားတာတော်တော် ကြာပြီ ဒီဒီခံတယ်အထိလာမသိဘူးဒီခံတယ်ဒီခံတယ်လာမသိဘူးဟိုဘယ်နေရလဲမသိဘူးဟိုအဲ့ဒီတရားထွက်တာဘောတော့အဲ့ကျွန်တော်တို့ကဒီမာကလေးကကျွန်တော်တို့ action ယူခဲ့တာဘောတော့အဲ့တော့တကယ်လို့ဒီမာတွေကလေးကအဲ့လိုမျိုးသတင်းတွေနားထောင်ပြီး Google ကိမဆွေတော့အကျိုးများတွေကလည်းအဲ့လိုထိမများတော့ဒီခါကျရင်ဟိုသတင်းတွေနားထောင်ပြီးတော့အာတဲမဲဆိုပြီးတော့ဝယ်လိုက်တာလေ market ပြန်ကျသွားတာအဲ့လိုမျိုးကျွန်တော်ဒီဟာဒီ pattern လေးကို ဒီ analyze ကိုပဲအသုံးချပြီးတော့ကျွန်တော် investment လုပ်တယ်တည်တည်ဆတ်ချာလေး patiently waiting လုပ်ပြီးမှ okay ဘယ်အချိန်မှ action you တင်လဲအဘယ်အချိန်မှဘယ်အချိန်မှ patiently waiting လုပ်ရမလဲဆိုတာကျွန်တော်တီးဖို့လိုတယ်ဘောနော်ဒီတိုင်းဟိုဘာမှမသိဘဲနဲ့ဟိုအဲဂျိုမြတ်တကူတည်းတကူတည်းလိုချင်နေဆိုပြီးတော့ဝင်လာရဆိုရင်တော့အဲလူတွေတွေ့တော့စိတ်မပြေဘူးအဲအဲ့တိုင်းတစ်ချက်ပြောချင်တယ်ကျွန်တော်ယူသွားတဲ့ action လေးတွေကိုလည်းကျွန်တော်အော်တီးသွားမလို့လည်းထင်ပါတယ်ကျေးဇူးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်